င်္ဂါပါပြိသက်ကြီးတို့ရင်အင်ရှင်တွေမရှိတော့ဒီအလုတ်သမားတွေကကိုယ့်အင်္ဂါခွေကိုနောက်တအင်္ဂါလူတွေကိုခေါ်ရိုက်ခိုင်းနေအင်ရှင်မှာပဲဝင်းရင်တုံနဲ့ရရဲဆက်ဆက်ရိုက်တယ်ခွေရအော်နေရမရက်ဘူးလက်တွေခြေတွေကိုဖမ်းချုပ်ထားပြီးဆက်ရိုက်တယ်ဒါကိုဘေးအရာနိုင်ငံသားသူကမလုပ်ဖို့ပြောတယ်တားတယ်တားတော့မရက်တဲ့အပြင် ရှီမောနေကြပါသေးရဲ့တက်ပြီးဆလာအိမ်နဲ့ထည့်ပြီးတဲသွားကြပါ යි တက်နေကြဆိုတော့ခွေရခေါင်းရအရေခွင်ရအမိပါမရှိတော့ဘူးအလုံးလက်စားလက်နာဖျောက်လိုက်ပါပြီ ပေါင်းရအတိုင်းပဲရှိတော့တယ်။ဘေးအိမ်တွေကလှမ်းပြောကြတော့လိုက်သွားပြီးမိတယ်။အင်ယာဝင်းရဲ့အုတ်ချုံရည်မှုလုံးချုံရည်ပါပါကြပါ යි ။ခွေးကိုပြန်တောင်းနေဘာမှမလုပ်ဘူး။ခွေးပဲပြန်ပေးဖို့ပြောပါ යි ။ဒါပေမဲ့မရှိဘူးပြောင်းနေနေ။တက်တဲ့အကောင်မတိဘူးပြောတယ်။မနက်၁၁ထဲကမိတာညနေ၃နာရီထိုခါနေ့ထိအဲ့အိမ်ရှိမှရေတပူးနဲ့ထိုင်နေကြတော့မှအဖြေထွက်လာပါ යි ။အဲ့ခွေးကအဲ့အိမ်နာကခွေးချစ်တဲ့အမရဲ့ခွေးဖြစ်ပြီးအဲ့အိမ်မကခွေးလေးတွေလည်းမွေးထားတယ်။ကဲလဲကဲပေးရဲ၊ဆေးလဲကူပေးတယ်။ သူ့ရဲ့ခွေးလေးကအဲ့ဒီအိမ်မှာလာနေရသူတို့ကလည်းချစ်ကြတယ်တတဲ့သူတွေကသူတို့ပဲမွေးထားကြတာအဲ့တော့ခွေးလေးကိုလည်းအထသူတို့လည်းမဟုတ်ဖို့တွေပေးခင်းနေကြတာပါအခုလိုမျိုးလုံးလိုက်မယ်လို့လုံးဝမထင်ထားတဲ့အရာပါမလုံတဲ့အောင်လုပ်ကြတာပါအပြင်ကနေစားပါတက်ပါလူမသိအောင်လုပ်ကြပါရပါ යි အခုလိုကိုယ့်အိမ်မှာလာနေရခွေးသူတို့ချစ်ပါရဲ့ဆိုတဲ့ခွေးကို ရိုက်တက်ကြရင်စားဖို့လုပ်ကြတာပါနောက်ဆုံးတက်တဲ့လူအိမ်တည်ရလို့လိုက်သွားတော့ပုံးတဲ့ရအတိုင်းခွေးဟာ စားဖို့အသားဖြစ်နေပါပြီအဲ့တော့ဘဲခွေးချစ်တဲ့သူမှဒီမြေခွေးကိုမခံစားနိုင်ပါဘူးလူတယောက်အနေနဲ့မလုံတဲ့နာတွေလုတ်ခဲကြတာပါလူတယောက်ရဲ့အသိဉာဏ်စင်ကြင်တုံတရားတွေနဲ့လုတ်ကြရမှာပါခုလိုမျိုးတားတက်လိုက်စင်ရထားလည်းမဟုတ်ပဲကိုယ့်ရဲ့အင်္ဂါခွေးခုနှစ်အိမ်ရှိအိမ်ကြောင့်အွန်အောင်ရိုက်တက်တာကတော့ဘလုံနီးနေမှလက်ခံလို့မရတာပါလူတွေကခုချိန်ကငလင်တန်စီးပွားရေးတန်အပူတန့် ။ခေါင်းပေါ်အကုတ်တွေစိတ်ဆင်းရဲနေကြတာပါ။ဘယ်ချိန်ကိုတည်မလဲစောင့်ကြည့်နေရတဲ့အချိန်ကမှခုလိုရုံညံပြီးလူမဆန်စွာမလုပ်သင့်ပါဘူး။နောက်ပြီးဒီခွေးတွေအလုံးဟာဝင်းနေရခွေးချစ်သူတွေအကုန်ပေါင်းပြီးတားဆက်ချခြင်း၊ခွေးရုပ်ကာကွယ်စည်းထိုးခြင်း၊အကိုက်ခံရပါကကာကွယ်စည်းထိုးပေးခြင်း၊လိုအပ်ပါကရော့ချင်းငွေပေးခြင်းစသဖြင့်အစအစအရာရာတာဝန်ယူထားကြတာပါ။အင်ဂျီ1800ရှိသော FMICD တွင်လမ်းပေးခွေးတရာဝန်းကျင်သာရှိပါသည်။အကုန်ဒီပါအပေါ်အချက်လက်များနဲ့ပြည့်စုံပြီးသားပါ နှစ်ရှည်စီမံကိန်းနဲ့လှုပ်ဆောင်လာကြတာပါလက်လွတ်စပယ်လိုက်ကိုက်လိုက်ဆွဲဗျံပရာမွေးထားကြတာမဟုတ်လို့မဆိုင်နာရီပြောမနေကြပဲတီတီရရောက်လှုပ်ရှားရှိရတွေပဲဆက်လုပ်သွားမယ်ဆိုပြီးပြောပြလာတာပဲဖြစ်ပါတီချစ်သူလေးတွေရော ခုလိုလောက်ရက်ကိုလှုပ်ခဲ့တဲ့သူတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအစုံတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် စစ်ပေးကြောက်လို့မန္တလေးပြည်ကမှငလီပီးနဲ့ကြုံပြီးတပူပေါ်တပူထပ်ဆင့်ခဲ့ရတဲ့မွေးရပါယောဂတဲ့တမီလေးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီမီတာဆိုလေးကတော့မိုးမောင်းမြို့မှာနေထိုင်ကြတာဖြစ်ပြီးမွေးရပါယောဂတဲ့တမီလေးတယောက်လည်းရှိပါသေး တမီလေးကိုတော့မိဘတွေကပြုစုစောက်ရှောက်ပြီးတမီလေးကျမ်းမာရေးကောင်းဖို့အတွက်ဈေးအောင်ဈေးကန်တည်နာလေတဲ့သူတွေနဲ့ပြသကကုသပေးနေခဲ့ပြီးတမီလေးကလည်းတက်တာလာခဲ့ပါဒါပေမဲ့လေတနေ့မှာတော့သူတို့ရွာကိုလက်နက်ကြီးကြားတဲ့အချိန်မှာပဲတမီလေးနဲ့အဖေဖြစ်သူတို့ထိခိုက်ဒဏ်ရာရခဲ့ပြီးတာမီနှစ်ယောက်လုံးမိုးမောင်မျိုးကဈေးအောင်ကြီးကိုတက်ခဲရပါနောက်တစ်ရက်မှာတော့ဗမော်မျိုးကပြည်သူဈေးအောင်ကြီးကိုပို့ပေးပြီးအဲ့ဒီမှာဈေးကုသမှုခံယူခဲ့ပါ15ရက်လောက်ဈေးကုသမှုခံယူခဲ့ရပြီး အိုးအိမ်တွေကိုပြစ်ထားခဲ့ရတာကြောင့်ပြန်ပို့လုပ်ခဲ့ပြီးအိမ်မှာ၃ရက်ပဲနေရသေးချိန်မှာပဲအရင်အချိန်နေထက်ပိုဆိုးလာလို့ယောဂတဲ့သမီးလေးကိုခေါ်ပြီးလွတ်ရာကိုပြန်ပြေးလာခဲ့ရတာပဲဖြစ်ပါအိမ်ဒီကနေဗမော်ဒုက္ခသည်စခန်းမှာကိုလာလောက်နေထိုင်ခဲ့ရပြီးဗမော်မျိုးကြီးကနေတခြားရွာတွေကိုအစဉ်အဆက်ပြောင်းခဲ့ရပါတယ် နောက်ဆုံးမတ်တလိကိုပြောင်းရွှေ့ခဲ့ကြပါ යි အဲလိုမျိုးစင်ကဲစင်ကဲနဲ့မွေးရပါယောဂတဲ့တမီးလေးကိုတဲ့ပြီးသွားနေခဲ့ရတာပဲဖြစ်ပါ යි အဲကနေတမီးလေးရဲ့ယောဂအခြေအနေလဲဆိုးရွားလာခဲ့ပြီးစီကူတာဖို့လည်းအခက်အခဲဖြစ်ခဲ့ရပါ යි ဒါပြင်ကလေးတွေလည်းရှိရာကြောင့်တမီးမိန်းကလေးတွေနဲ့ဖြစ်လို့အခန်းရအောင်ကုညီတောင်းခဲ့ပြီးအခန်းရချိန်မှာတော့မိသားစုတွေအခန်းမှာတုံးလာလောက်နေခဲ့ပါ යි အဲ့ဒီကနေယောဂတဲ့တမီလေးနဲ့မြေးလေးကိုရေချိုးပြီးတိတ်ထားခြင်းမှာပဲတဘာဝပေးကြောင့်ကလေးတွေရဲ့အသက်ကိုမနှဲကယ်ခဲ့ရပဲဖြစ်ပါ යි အခုလိုအစဉ်စင်းကနေတပူပေါ်တပူစင်ခဲ့ရပြီးဘာစည်းဝါးရေးမှလည်းမလုံနိုင်တော့တလို့အိုးအိမ်မဲ့ပြီးစည်းဝါးပြက်ခဲ့ရပါ යි ဒါကြောင့်မလို့လက်ရှိမှာငလင်တံမှာခံလိုက်ရတဲ့မွေးရပါယောဂတဲ့တမီလေးကိုခွဲစိတ်ဖို့ပြီးစရာမရှိရကြောင် အကူအညီတောင်းခံလာတာဖြစ်ပိုင်တမီလေးကတော့အသက်ရှင်နေနိုင်ဖို့ခွဲစိတ်ကူတာမှရမှာဖြစ်ပြီးခွဲစိတ်ဖို့ကလည်း3900လောက်ကုန်ကြနိုင်တာဖြစ်လို့ဒုက္ခတွေကြားကနေတမီလေးအသက်ရှင်နေနိုင်ဖို့အကူအညီတောင်းလာခဲ့တာပဲဖြစ်ပိုင်တမီလေးလည်းကုညီမဲ့အလူရှင်နေအမြန်ဆုံးပေါ်လာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ရုံးရည်လေးတွေနေပါမလားခွေးတကောင်တော့တက်ပြီးချက်စားဖို့လုပ်တဲ့ညီမနှစ်ယောက် စပေးကြောင့်လို့မန္တလေးပြည်ကမှငလင်ပြီးနဲ့ကြုံပြီးတပူပေါ်တပူထပ်ဆင့်ခဲ့ရတဲ့မွေးရပါယောဂတဲ့သမီးလေးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီမီသားစုလေးကတော့မိုးမောင်းမြို့မှာနေထိုင်ကြတာဖြစ်ပြီးမွေးရပါယောဂတဲ့သမီးလေးတယောက်လည်းရှိပါသေး ။တမီလေးကိုတော့မိဘတွေကပြုစုစောက်ရှောက်ပြီးတမီလေးကျမ်းမာရေးကောင်းဖို့အတွက်ဈေးရုံဈေးကန်တည်နာလေတဲ့သူတွေနဲ့ပြတာကကုသပေးနေခဲ့ပြီးတမီလေးကလည်းတက်တာလာခဲ့ပါတယ်။ဒါပေမဲ့လည်းဒီနေ့မှာတော့သူတို့ရွာကိုလက်နက်ကြီးကြားတဲ့အချိန်မှာပဲတမီလေးနဲ့အဖေဖြစ်သူတို့ထိခိုက်ဒဏ်ရာရခဲ့ပြီးတာမီနှစ်ယောက်လုံးမုံမောင်မျိုးကဇေယုံကြီးကိုတက်ခဲရပါတယ်။နောက်တစ်ရက်မှာတော့ဗမော်မျိုးကပြည်သူဇေယုံကြီးကိုပို့ပေးပြီးအဲဒီမှာဇေကူတာမှုခံယူခဲ့ပါတယ်။15ရက်လောက်ဇေကူတာမှုခံယူခဲ့ရပြီး ိုးအိမ်တွေကိုပြစ်ထားခဲ့ရတာကြောင့်ပြန်ပို့လုပ်ခဲ့ပြီးအိမ်မှာ၃ရက်ပဲနေရသေးချိန်မှာပဲအရင်အချိန်တွေထက်ပိုဆိုးလာလို့ယောဂတဲ့တမီးလေးကိုခေါ်ပြီးလွတ်ရာကို ပြန်ပြေးလာခဲ့ရတာပဲဖြစ်ပါတယ်အိမ်ဒီကနေဗမော်ဒုက္ခသည်စခန်းမှာကိုလောက်လောက်နေထိုင်ခဲ့ရပြီးဗမော်မျိုးကြီးကနေတခြားရွာတွေကိုအစဉ်စဉ်ပြောင်းခဲ့ရပါတယ် နောက်ဆုံးမတ်တလိကိုပြောင်းရွှေ့ခဲ့ကြပါ යි အဲလိုမျိုးစင်ကဲစင်ကဲနဲ့မွေးရပါယောဂတဲ့တမိလေးကိုတဲ့ပြီးသွားနေခဲ့ရတာပဲဖြစ်ပါ යි အဲကနေတမိလေးရဲ့ယောဂအခြေအနေလဲဆိုးရွားလာခဲ့ပြီးစီကူတာဖို့လဲအခက်အခဲဖြစ်ခဲ့ရပါ යි ဒါပြင်ကလေးတွေလည်းရှိရာကြောင့်တမိမိန်ကလေးတွေနဲ့ဖြစ်လို့အခန်းရအောင်ကုညီတောင်းခဲ့ပြီးအခန်းရချိန်မှာတော့မိသားစုတွေအခန်းမှာတုံးလာလောက်နေခဲ့ပါ යි အဲ့ဒီကနေယောဂတဲ့သမီးလေးနဲ့မြေးလေးကိုရေချိုးပြီးတိတ်ထားခြင်းမှာပဲတဘာဝပေးကြောင့်ကလေးတွေရဲ့အသက်ကို မနှဲကယ်ခဲ့ရပဲဖြစ်ပါ යි အခုလိုအစင်းစင်းကနေတပူပေါ်တပူဆင်းခဲ့ရပြီးဗားစည်းဝါးရေးမှလည်းမလုံနိုင်တော့သလိုအိုးအိမ်မဲ့ပြီးစည်းဝါးပြက်ခဲ့ရပါ යි ဒါကြောင့်မလို့လက်ရှိမှာငလင်တံမှာခံလိုက်ရတဲ့မွေးရပါယောဂတဲ့သမီးလေးကိုခွဲစိတ်ဖို့ပြီးစရာမရှိရကြောင့် အကူအညီတောင်းခံလာတာဖြစ်ပါတယ်။တမီလေးကတော့အသက်ရှင်နေနိုင်ဖို့ခွဲစိတ်ကူတာမှရမှာဖြစ်ပြီးခွဲစိတ်ဖို့ကိုလည်း3900လောက်ကုန်ကြနိုင်တာဖြစ်လို့ဒုက္ခတွေကြားကနေတမီလေးအသက်ရှင်နေနိုင်ဖို့အကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်။တမီလေးလည်းကုညီမဲ့အလူရှင်တွေအများဆုံးပေါ်လာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မင်္ဂလာပါပရိသတ်ကြီးတို့ရေ အင်ရှင်တွေမရှိတော့ဒီအလုပ်သမားတွေကကိုယ့်အင်္ဂါခွေကိုနောက်တအင်္ဂါလူတွေကိုခေါ်ရိုက်ခိုင်းနေအင်ရှိမှာပဲဝင်းရင်တုံနဲ့ရဲရဲစက်စက်ရိုက်တယ်ခွေရအော်နေရမရက်ဘူးလက်တွေခြေတွေကိုဖမ်းချုပ်ထားပြီးဆက်ရိုက်တယ်ဒါကိုဘေးအရာနိုင်ငံသားသူကမလုပ်ဖို့ပြောတယ်တားတယ်တားတာကိုမရက်တဲ့အပြင်ရှီမောနေကြပါသေးတယ်တက်ပြီးဆလာအင်းနဲ့ထည့်ပြီးတဲသွားကြပါတက်နေကြဆိုတော့ခွေရခေါင်းရအရေခွင်ရအမိပါမရှိတော့ဘူးအလုံးလက်စားလက်နာဖျောက်လိုက်ပါပြီ ပေါင်းနေရအတိုင်းပဲရှိတော့တယ်။ဘေးအိမ်တွေကလှမ်းပြောကြတော့လိုက်သွားပြီးမိတယ်။အိမ်ယာဝင်းရဲ့အုတ်ချုံရီမှုလုံးချုံရီပါပါကြပါ යි ။ခွေးကိုပြန်တောင်းနေဘာမှမလုပ်ဘူး။ခွေးပဲပြန်ပေးဖို့ပြောပါ යි ။ဒါပေမဲ့မရှိဘူးပြောင်းနေတယ်။တက်တဲ့အကောင်မတိဘူးပြောတယ်။မနက်၁၁ထဲကမိတာညနေ၃နာရီထိုခါနေထိအဲ့အိမ်ရှိမှရေတပူးနဲ့ထိုင်နေကြတော့မှအဖြစ်ထွက်လာပါ යි ။အခွေရအဲ့အိမ်နာကခွေးချစ်တဲ့အမရဲ့ခွေးဖြစ်ပြီးအဲ့အိမ်မကခွေးလေးတွေလည်းမွေးထားတယ်။ကဲလဲကဲပေးရဲ၊ဈေးလဲကူပေးတယ်။ သူ့ရဲ့ခွေးလေးကအဲ့ဒီအိမ်မှာလာနေရသူတို့ကလည်းချစ်ကြတယ်တတဲ့သူတွေကသူတို့ပဲမွေးထားကြတာအဲ့တော့ခွေးလေးကိုလည်းအပ်ထားသူတို့လည်းမဟုတ်ဘူးတွေပြီးခင်နေကြတာပါအခုလိုမျိုးလုံးလိုက်မယ်လို့လုံးဝမထင်ထားတဲ့အရာပါမလုံးသင့်အောင်လုပ်ကြတာပါအပြင်ကနေစားပါတက်ပါလူမသိအောင်လုပ်ကြပါရပါ යි အခုလိုကိုယ့်အိမ်မှာလာနေရခွေသူတို့ချစ်ပါရဲ့ဆိုတဲ့ခွေကိုရိုက်တက်ကြရင်စားဖို့လုပ်ကြတာပါ နောက်ဆုံးတက်တဲ့လူအိမ်တည်ရလို့လိုက်သွားတော့ပုံးတဲ့အတိုင်းခွေဟာ စားဖို့အသားဖြစ်နေပါပြီ။အဲတော့ဘဲခွေးချစ်တဲ့သူမှဒီမြေခွေးကိုမခံစားနိုင်ပါဘူး။လူတယောက်အနေနဲ့မလုတ်တင်နာတွေလုတ်ခဲကြတာပါ။လူတယောက်ရဲ့အသိဉာဏ်စင်ကြင်တုံတရားတွေနဲ့လုတ်ကြရမှာပါ။ခုလိုမျိုးတားတက်လိုင်စင်ရထားရလည်းမဟုတ်ပဲကိုရဲ့အင်္ဂါခွေး9အင်းရှိအင်ကြောင့်အွန်အောင်ရိုက်တက်တာကတော့ဘလုံနီးနေမှလက်ခံလို့မရတာပါ။လူတယောက်ခုချေရငလင်တန်စီးပွားရေးတန်အပူတန် ကောင်းမအကုန်တည်းစိတ်ဆင်းရဲနေကြတာပါဘယ်ချိန်ကိုတည်မလဲစောင့်ကြည့်နေရတဲ့အချိန်ကမှခုလိုရုံညံပြီးလူမဆန်စွာမလုပ်သင့်ပါဘူးနောက်ပြီးဒီခွေးတွေအားလုံးဟာဝင်းနေရခွေးချစ်သူတွေအကုန်ပေါင်းပြီးတားဆက်ချာချင်းခွေးရုပ်ကာကွယ်စီထိုးချင်းအကိုက်ခံရပါကကာကွယ်စီထိုးပေးချင်းလိုအပ်ပါက ရော့ချင်းငွေပေးချင်းစသဖြင့်အစအစအရာရာတာဝန်ယူထားကြတာပါအင်ချေ1800ရှိသော FMI CD တွေလမ်းပေးခွေးတရာဝင်းကျင်သားရှိပါအကုန်ဒီပါအပေါ်အချက်လက်များနဲ့ပြည့်စုံပြီးသားပါ နှိရှိစီမံကိန်းနဲ့လှုပ်ဆောင်လာကြတာပါလက်လွတ်စပယ်လိုက်ကိုက်လိုက်ဆွဲဗျံပရာမွေးထားကြတာမဟုတ်လို့မဆိုင်နာရီပြောမနေကြပဲတီတီရရလှုပ်ရှားရှိရာတွေပဲဆက်လုပ်သွားမယ်ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်တီချစ်သူလေးတွေရောခုလိုလှုပ်ရက်ကိုလှုပ်ခဲ့တဲ့သူတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်